ခုခါမှာတော့သခိုင်းငလင်ကြောင့်ထိခိုက်သေးဆုံးမှုတွေနဲ့ပတ်သက်ပြီးဒီနေ့မေလ28ရက်နေ့ထိနောက်ဆုံးရရှိထားတဲ့ငလင်အပါအဝင်ထူးခြားသတင်းတွေကိုသိရှိနိုင်ဖို့သတင်းရယူတင်ဆက်နေတဲ့သတင်းတော့ကေခိုင်ကိုတိုက်ရိုက်ဆက်သွယ်မြင်းမြန်းသွားပါမယ်။မင်္ဂလာပါကေခိုင်ရေ။အာဒီနေ့မေလ28ရက်နေ့အထိပေါ့နော်။အာရရှိထားတဲ့ငလင်နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါဒီကနေ့မေလ28ရက်နေ့ဆိုလို့ရှိရင်ဒီအင်အားပြင်းစကိုင်းငလျင်လောက်ခတ်ခဲ့တာနလနေပါကြာပြီပေါ့နော် ဒီကနေ့မေလ28ရက်နေ့မှာလေဒီရှာဝဲကေဆေရဲ့အဖွဲ့တွေကဒီပြည်စင်းနေတဲ့အဆောင်တွေကြားထဲမှာပျောက်ဆုံးနေသူတွေကိုဆက်လက်ရှာဖွေနေကြစေပေါ့နော်ပြီးရင်ရှင်းလင်းရေးတွေလည်းလှုပ်ဆောင်နေကြစေပါဒီမနေ့ကလေပေါ့နော်ဒီရှာဝဲကေဆေရဲ့လှုပ်ဆောင်နေသူတွေကစကိုင်းဗီလာအဆောင်ပြတ်ထင်းမှာဒေဆုံးသူကြားတယောက်နဲ့မှ၃ယောက်ပေါ့နော်စုစုပေါင်းရုပ်အလောင်း၄လောင်းကိုထက်တွေ့ခဲ့ပြီးလို့ပြီးရင်အဲ့အဆောင်ပြတ်ထင်းကနေပြီးငွေကျပ်သိန်း2000ကျော်ပေါ့နော်အဲ့ဒါကိုရှာဖွေတွေ့ရှိခဲ့ပြီးရင်ဗန်စာအုပ်တွေလည်းထက်ပြီးတော့တွေ့ရှိခဲ့ပါတယ် ဒီနေ့မှလည်းဒီအဆောက်အုံတွေကနေပေါ့နော်အဲ့ဒီအဆောက်အုံဒီစကိုင်းဗီလာအဆောက်အုံပြတ်ထေးကနေပြီးတော့ဒီအမျိုးသမီးရုပ်အလောင်း၃လောင်းရွှေတပိတ်တော်ခွေလောင်းနဲ့7သိန်း1000ပေါ့နော်ထပ်ပြီးတော့တွေ့ရှိခဲ့ပါတယ်ဒီအင်အားပြင်းကလေးလောက်ခတ်ပြီးနောက်ပိုင်းဒီကနေ့အရှင်ဒီပေါ့နော်ဒီစကိုင်းဗီလာအဆောက်အုံပြတ်ထေးကနေအသက်ရှင်တဲ့သူက50နှစ်ယောက်လောက်ကိုကေထုံနိုင်ခဲ့ပေါ့နော်ဒီလက်ရှိမှာတော့အဲ့ဒီအဆောက်အုံတွေမှာပဲ ပြောင်ဆုံးနေသူတွေကိုဆက်လက်ရှာဖွေနေစေဖြစ်ပြီးတော့ဒီတေဆုံးသူရုပ်အလောင်း100ကျော်ပေါ့နော်အဲ့ဒါကိုရှာဖွေကိစင်နိုင်ခဲ့ပါပြီရှင်ဒီအင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းဒီကနေ့အချိန်ဒီဆိုလို့ရှိရင်ဒီနောက်ဆက်တွေငလျင်ငယ်လေးတွေကတော့ဇက်တိုက်လှုပ်ခတ်နေပေါ့နော်ဒီကနေ့ညနေ6နိုင်ဝန်းကျင်ကလည်းမန္တလေးတိုင်းရမင်းသိမ်းမြို့နားမှာပေါ့နော်မြေအောက်အနက်6ကီလိုမီတာကိုဗဟိုပြုပြီးတော့ Vesta Scale 4.3အဆင့်ရှိတဲ့အမြင်ငလျင်တစ်ခုထပ်မဲ့လှုပ်ခတ်ခဲ့ပါရဲ့ရှင် ဟုတ်ကဲ့ပါတခြားရောဗာမြန်ထပ်ပြီးတော့အာဖြည့်ဆွက်ပြောချင်တာရှိအောင်မလဲရှင် ဟုတ်ကဲ့ပါဒီရက်ပိုင်းမှာပေါ့เนาะမြန်မာနိုင်ငံအနေနဲ့ဒီမိုးကြီးပြီးတော့ရေကြီးရေလျှံတာတွေမြေပြိုကျတာတွေလည်းဖြစ်နေရတော့တွေ့နေရရေပေါ့เนาะဒီမနေ့ကလည်းမိုးအဆက်မပြတ်ရော့သွန်းတာကြောင့်မို့လို့မက်တလေးတိုင်းတောင်တာမြို့နယ်စင်တေးဝါခြောင်မှာပေါ့เนาะရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပါရဲ့ရှင်ဒါကြောင့်မို့လို့အဲ့ဒီခြောင်ကိုဖြတ်ကူးနေတဲ့ခီးသေးတင်ကတစီပေါ့เนาะရေထိပ်ကိုမျောပါတော့ခဲ့ပါရဲ့ဒါပေမဲ့လက်ရှိမှာတော့ဒီအဲ့ဒီခီးသေးတွေအကုန်လုံးကိုရှာဖွေကယ်ဆင်နိုင်ခဲ့လို့သိရပါရဲ့ရှင် အင်းဒါကြောင့်မို့လို့ဒီကနေ့မှာတော့ဒီလာမစ်၄၈ရက်ရဲ့အတွင်းမှာပေါ့နော်မြန်မာနိုင်ငံမှာအာလာမစ်၄၈ရက်ရဲ့အတွင်းမိုးလေဝသအခြေအနေလေးတွေကိုပြောပြပေးပါမယ်။ဒီကနေ့မှာတော့ဒီဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာပေါ့နော်လေပြင်းအနေရေဝတ်တခုစတင်ဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့လာမယ့်၄၈ရက်ရဲ့အတွင်းမှာဒီလေဖီအာနေရေဝတ်ကမုန်တိုင်းငယ်အစင်းကိုရောက်ရှိနိုင်တယ်လို့ဒီကနေ့မေလ28ရက်နေ့မှာ UNG ကထုတ်ပြန်ထားရှိရေပေါ့နော် ။ဒါကြောင့်မို့ဒီငလျင်တန်သစ်စကိုင်းနဲ့မန္တလေးတိုင်းအပအဝင်တခြားတိုင်းနယ်ပြည်နယ်တချို့မှာဒီရဲ့ပိုင်းမူကြီးနိုင်ပြီးတော့မြေပြိုကျတာတွေရေကြီးရေလျှံတာတွေအပြင်ဒီတဘောအပြင်အန္တရာယ်တွေဖြစ်ပေါ်နိုင်တာကြောင့်မို့လို့ပြည်သူတွေအနေနဲ့အထူးကူပြုဖို့တိုက်တွန်းလိုက်ပါရဲ့ရှင်။ကျေးဇူးပါအခုလိုမျိုးအချက်လက်တွေကိုစုစည်းပြီးတော့ပြပြပေးတဲ့အတွက်ဒါကတော့မေလ28ရက်နောက်ဆုံးရရှိထားတဲ့ငလင်သတင်းနဲ့ထူးခြားသတင်းတွေနဲ့ပတ်သက်လို့သတင်းတောက်ကေခန်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။